်ငလာပါရှင်တော်ပါတထားမွန် channel ကျူကပါရှင်ဒီနေ့မှာပေါ့နော်တဲရော test အစ်စ်ကလေးရောက်ပါတယ် romat တဲရော်လေးပေါ့နော်အော်ဒီတဲရော်လေးနဲ့သိရှိရောက်လာမယ့်အချစ်တစ်ကဘယ်လိုသူမျိုးလဲဆိုတာကြည့်ကြည့်ပြမယ်နော်အဲ့တော့သူ့ရဲ့ energy လေးလက်ရှိပြပါမယ်အဲ့ဒီတဲရော် test ကလေးရတဲ့ဝအဲ energy ရတော့ကောင်းမွန်တဲ့ energy ပြမယ်လို့ပြောနေပါတယ် အော်ဒီနေ့ရင်းလေး January လေးဖြစ်ပါတယ်နော်ဒီနေ့ January လေးဖြစ်ပါတယ် time lapse reading လေးပါအဲ့တော့ pine 1 pine 2 pine 3ခွဲပေးထားပါတယ်ကိုကြိုက်တဲ့ pine လေးတွေရေးပါနော်အခုရှိရောက်လာမယ့်အခြေတကဘလို့သူလို့လဲဘလို့ပုံစံလဲဆိုတာကြည့်ပြမယ်နော်။ပိုင်ဝန်လေးရစပြီးကျွန်မကြည့်ပေးလိုက်မယ်နော်။ဒီနေ့ကတော့လေဟိုအတန်လေးရေးပိုင်ခိုးလို့ပြပါနော်။အတန်ကတော့လေဈေးတယ်လေးရတော့လမ်းထဲမှာလာတာဆိုတော့အတန်လေးရပါတယ်နော်။အကြောင်းလေးခုနပြပါ ဒီကမိပြက်နေရဆိုတော့ကျမအဆင်ပြေတယ်လို့လေးပေါ့နော်အဲ့တော့သူ energy ချက်ကြည့်မယ်ကျမကလေးရှိခဲ့လို့ဥဒါနော်အဲ့တော့ cherry energy နော်တစ်ဖက်သူ cherry energy ဒီမှာကြည့်နော် cherry energy ပါတစ်ဖက်သူကိုအရန်ချက်တယ်နော်ကိုကိုအရန်ချက်တယ် ပြောမဆိုရင် तू ကိုနဲ့အသက်ရွယ်အားဖြင့်အနှံ့ငယ်ချီရဲ့ तू ကကိုယ့်ချစ်နေရကြပြီးမြင်ချင်းချစ်မိသွားတာမျိုးပေါ့နော် तू life မှာဆိုရင် तू အချစ်နဲ့ဝေးကွာခဲ့တာကြာခဲ့ပြီးအလုပ်တွေပဲ तू ရိုင်းစူးစမ်းပြီးအလုပ်ပိုင်းအလုပ်တွေပဲ तू ခေါင်းလိုက်ရောက်ပြီးလုပ်တဲ့လုပ်နေတဲ့အနေထားမှာဆိုရင်တင့်ကိုတနေရာမှာတွေ့ပြီးတော့မှ ချစ်သွားတာမျိုးပေါ့နော်သိပြီးတော့မှချစ်ပြီးတော့မှတင်းရဲနဲ့ပတ်သက်တဲ့အကြောင်းအလေးလိုက်ဆုံဆန်းပြီးတော့မှတင်းကိုလာပြီးတော့မှချစ်ရေးဆိုတာမျိုးဆိုတဲ့ energy ကိုတွေ့ရတယ်နော်ပြီးတော့နောက်တစ်ခုတစ်ဖက်သူပါလေတင်းရဲနဲ့တွေ့ပြီးတော့တိတ်မကြခင်မှာပဲသူ့မိဘရဲ့နဲ့တွေ့ဆုံဖို့လုပ်ပေးတာမျိုးဆွေမျိုးတိုင်းဝိုင်းနေတဲ့ဆိုမိတ်ဆက်ပေးတာမိတ်ဆက်ပေးတာမျိုးဆိုတဲ့အနေထားမျိုးတွေလေတစ်ဖက်သူကလည်းအရင်ပျော်ရွှင်နေရတင်းနဲ့တင်းရဲကိုအချိန်ရရှိရခါမှာလေတစ်ဖက်သူကအရင်ပျော်ရွှင်နေတဲ့အနေထားမျိုးအတက်ရအဖြစ်အနည်းငယ်ကွာဟမယ်ဆိုတဲ့အနေထားမျိုးတွေ့ရရနော်တစ်ဖက်သူနဲ့ကိုယ်နဲ့ချက်မှာအတက်ရကွာဟမှုလေးရှိရဆို ူအနေထားလို့တင်းတော့တော်တော်ချစ်တာเนาะတစ်ဖက်သူပါလေအဲ့လိုနေထားလို့တွေ့ရပိုင်ဝန်လေးပိုင်ဝန်လေးရအချစ်ခံရမယ်နေထားလေเนาะအဲ့တော့ဒါလေးဆက်ပြီးတော့မှပြန်လဲကြည့်ပေးမယ်အဲ့တော့တေချာတဲ့ဒလာဘာအနေချင်းနဲ့တော်တော်သူကကိုဘောပဲပစမမီနဲ့ချစ်နေတာမျိုးပေါ့နော်အရင်ချစ်နေတာကိုကလည်းသူ့ချစ်တယ်သူကလည်းကိုအရင်ချစ်တယ်ဆိုတော့ energy မျိုးတက်ရောက်တယ်ဒလာဘာကတ်ကြရယ်နော်အရင်ချစ်တယ်တဲ့တစ်ဖက်သူကလေကိုအရင်ချစ်တဲ့နေသားတွေးရတယ် emperor energy ရှိတယ်အဲ့တော့ ူစီးလူကောင်းဆန်တဲ့သူเนาะတစ်ဖက်သူကလူစီးလူကောင်းဆန်တဲ့အလို့တစ်ခုဆိုတရားလေးလုတ်တဲ့တရားပြတ်သွားစာလုတ်တယ်ဆောင်ရွက်တယ်ဆုံးဖြတ်ချက်တစ်ခုဆိုတော့တရားလေးစဉ်းစားတွေးတော်ရေးမှာဆုံးဖြတ်ချက်ချရတဲ့သူမျိုးเนาะအလို့မာတော်၎င်းမိသားစုမာတော်၎င်းအဲသူပါဝါအနောပါဝါတခုအာနာတခုသူ့မှာရှိရသူရအနေထားတွေ့ရတဲ့အနေထားတခုရှိရနော်မိသားစုမှာသူအကြီးဆုံးမဟုတ်ရင်တော့မှသူ တာဝန်တစ်ခုကိုသူမိသားစုတာဝန်တစ်ခုကိုသူယူထားရတယ်ဒီနေထားမှာသူ့ရဲ့ဟောပြောမယ်ဆိုသူ့ရဲ့အချို့အာဏာလေးတွေကလည်းမိသားစုမှာဆိုသူ့အာဏာလက်ခံရတာမျိုးသူ့ပြောကိုလက်ခံရတာဆိုတော့အနေထားမျိုးပေါ့နော်ရှိရသူ့ရဲ့တာဝန်တာဝန်ယူထားတဲ့အပိုင်းမှာဆိုရင်ပေါ့နော်အလို့မှာဆိုလဲသူ့နေရာတစ်ခုမှာနေရာတစ်ခုရရှိရသူမျိုးအာဏာတစ်ခုပေါ့နော်အာဏာတစ်ခုသူ့မှာရရှိရဲ့ ဆိုတဲ့အနေအထားမျိုးပေါ့နော်လူတွေတချို့သူ့ရဲ့အောက်အောက်လောက်ငယ်သားရဲ့သူ့လေးစားရတဲ့သူ့ရဲ့အနေအထားမျိုးမှာလောက်ကိုင်းနေတဲ့သူမျိုးဆိုတဲ့အနေအထားတွေ့ရတဲ့တစ်ဖက်သူအနေအထားမှာအနေအထားမှာပေါ့နော်ตัวกูตะเกอะอะเต้ใส่โหอะเต้ใส่กูตัวนี้ดิ้วไซด์ไปฉิบไปแล้วดูเนาะอสละยาเลยอะเต้ใส่ดิ้วไซด์ ပြီးတော့မှလည်းအရန်ချစ်တဲ့သူဆိုတဲ့အနေထားလေးတွေ့ရတယ်နော်။အသက်ရွယ်ကွာဟောင်းမှုတစ်ခုကြောင့်လည်းပါတယ်။သူကိုပေါ်ချစ်တာလေ။ကွာဟောင်းမှုကြောင့်လည်းကို့အခဲလို့ပြီးတော့မှတစ်ခါကျကို့ကလေးတယောက်လိုဆက်ဆံတာမျိုးအရန်ဖြူးဆိုင်တယ်၊ကျင်နာတယ်ဆိုရင်လည်းပူပန်တယ်ဆိုရင်လည်းပါတယ်သူ့ဘက်မှာလည်းဆိုရင်လည်းပူပန်တယ်တခုအဲဆိုရင်သာတတမျိုးပေါ့အဲအဲ့လိုမျိုးသူ့ဘက်မှာရှိရနော်တအားချစ်တဲ့ခါမှာကြောက်လေကိုယ်နဲ့ပတ်သက်ပြီးတော့မှဆိုရင်ပူပန်မှုလေသူ့မှာလည်းရှိရကိုယ်လေ တခုခုဖြစ်သွားမှာဆိုတာမျိုးလမ်းမရောက်တော့ဆိုတာမျိုးဆိုတဲ့အနေထားမျိုးတွေ့ရတယ်နော်သူကိုယ့်အချစ်ကိုလက်ခံရရှိပြီးတပတ်သူကတအားဟုတ်ပြောရွှင်နေတာတအားဟုတ်ပြောရွှင်နေတဲ့အနေထားပြောမယ်ဆိုရင် तू ကလေကိုယ်နဲ့လောင်းထမ်းသွားမဲ့သူမျိုးနော်လောင်းထမ်းသွားမဲ့သူမျိုးအဲ့တော့ तू က romance ဆန်တယ်နော်ဟိုအတက်ရရအနှဲ့ငယ်ရှိပေမဲ့ကိုနဲ့အတက်ရရအရာဟိုပေါ့အနှဲ့ငယ်ချိန်မှာသူက romance ဆန်တယ်နော်ကိုကိုလေ ပန်းစည်းလေးလာပြီးပြီးတော့ချေးလာဆိုတာမျိုးဆိုတဲ့အနေအထားမျိုးတွေ့ရတယ်တချို့လေးတွေမှာလေပန်းစည်းလေးလာပြီးပြီးတော့မှကိုယ်ချေးလာဆိုတဲ့ကိုယ်ရှိရဲ့နေရာအလုပ်နေရာကိုလာတာမျိုးတနေရာမှာတွေ့ဆုံပြီးတော့မှကိုယ်ပန်းစည်းလေးပေးရမျိုးဆိုတဲ့အနေအထားနဲ့ကိုယ်ချေးဆိုတဲ့အနေအထားမျိုးတွေ့ရတစ်ဖက်သူအနေအထားမှာပေါ့နော်သူ့သားကိုယ့်ကိုအရင်ချစ်တယ်ဆိုတဲ့အနေအထားတစ်ဖက်သူမှာရှိရဲ့ဩစာအာနာကလည်းသူမိသားစုမှာလည်းလမ်းမှုလေးရှိရဲ့သူ့အလုပ်မှာကတော့သူဩစာအာနာက ဩဇာအနာနဲ့ပေါ့နော်ရှိရသူတယောက်အနေထားတွေ့ရတယ်တစ်ဖက်သူမှာဆိုရင်လေအဲ့တော့သူကလေကိုယ့်ကိုဒီမှာကြည့် marriage life ထိကိုသူသွားမဲ့သူနော်မိဘစုံလင်စွာနဲ့တခြားလေးလက်ထက်မဲ့တောင်းရယူမဲ့ဆိုတဲ့အနေထားမျိုးလဲကိုယ့်စီရောက်လာတဲ့အချစ်ချင်းမေတ္တာတရားမျိုး for one energy နဲ့လုံးဝဟိုကိုယ့်ကိုအရင်ကိုလေအရင်ချစ်တယ်ဆိုတဲ့အနေထားမျိုး two life မှာ ပြောမဆိုခုသူအချင်းနဲ့ပတ်သက်ပြီးတော့မှသူဝေးကွာခဲ့တဲ့အနေအထားတစ်ခုကြောင့်လည်းပါတယ်အသက်ရွယ်အားဖြင့်ဝေးကွာတဲ့အနေအထားတစ်ခုကြောင့်အသက်ရွယ်အားဖြင့်ပေါ့နော်ကွာခတဲ့အနေအထားတစ်ခုကြောင့်လည်းပါတယ်ဒီအနေအထားမှာဆိုရင်သူကိုအရန်ချက်မိသွားတာမျိုးပေါ့နော်တစ်ဖက်သူကလေသူဘွားရဲ့သူလိုက်ခဲ့သူလိုက်ကအထီးကျန်ဆန်နေရကြာခဲ့ပြီဒီအနေအထားလည်းတွေ့ရတယ်ပေါ့နော်အထီးကျန်ဆန်နာကြာခဲ့ပြီကိုနဲ့တွေ့ပြီးတော့မှအရန်ကိုချက်မိသွားတယ်ဆိုတဲ့အနေအထားနဲ့ကိုကိုလမ်းရုံးမှုလေးလုပ်ပေးတယ် သေးစိတ်ခါစားကျင်လာတယ်အယူရတယ်ပေါ့နော်ဒီလိုနေသားလေးတွေတွေ့ရတယ်ပေါ့ပုံနဲ့ပတ်သက်လို့ရှင်ပေါ့နော်သူ့ဘက်ကအနေသားလေးမှာအဲ့တော့ဓမ္မအနက်ဂျီတွေ့ရတယ်မြဲကျွန်မဓမ္မအနက်ဂျီက A channel နဲ့အသိနမိတော့ခိုင်းရပေါ့နော်မွန်းဆိုတော့ A channel နဲ့အသိနမိနဲ့နှစ်ယောက်သားပြတ်တန်းရမယ်ဆိုတဲ့အနေသားမျိုးလေရှင်းရှင်းပြတာတရားတရားတစ်ယောက်ကိုကလည်းသူ့ကိုချစ်တယ် ိုကလည်းစွမ်းဆောင်မှုရှိရဆိုတဲ့သူတယောက်အနေနဲ့တွေ့ရတယ်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ကိုကစွမ်းဆောင်မှုရှိရသူ့ဘော်ကိုရဲ့စွမ်းဆောင်မှုစွမ်းဆောင်တဲ့စွမ်းဆောင်တဲ့ energy တခုရှိရသူနဲ့ပတ်သူ့ဘော်မှာဒီနေသားမှာသူကကိုအရင်ချစ်တာမျိုးပေါ့နော် ပြောမှဆိုရင်ပိုင်ဝန်းလေးတွေကတချို့လေးကအရင်အချောကြီးရဲ့မှာတချို့လေးမပါဘူးပေါ့နော်ချောမဲချောမဲတဲ့သူပါရင်မှတချို့လေးကတော့ပုံမှန်အနေထားဆိုပေမဲ့ကို့မှာ attraction တစ်ခုရှိနေတာမျိုးပေါ့နော်သူသဘောကျတဲ့အချက်လက်လေးတစ်ခုရှိနေတဲ့အနေထားမှာတစ်ဖက်သူကအရင်ကြိုက်ချစ်သွားတာမျိုးဆိုတဲ့အနေထားတွေ့ရပါတယ်နော်အဲ့တော့ဒီမှာတေချာလာတဲ့ဖက်သူကကိုရှိရဲ့နေရာသူရောက်လာခဲ့ရနော်။ရောက်လာပြီးကိုကိုလာပြီးတော့မှတွေ့တာမျိုး ပင်ပန်းခံတယ်သူကလေအဲ့တော့ဖန်တီကဲနော်ငွေကြီးတစ်ဖက်သူပြေဆုံးတယ်အဆောက်အအုံသူပဲပင်ပန်းခံတယ်ဆိုတော့အနေထားမျိုးပေါ့နော်ပင်ပန်းခံပြီးတော့မှကိုရှိတကူတကလာတွေ့တာမျိုးတချို့လေးဒီမှာကြည့်ရတာလေရေချားမြေချားအန်အဂျီလည်းတွေ့ရတယ်ရေချားမြေချားအန်အဂျီမှာဆိုလဲတကူတကကိုရှိလာပြီးတော့မှလေပင်ပန်းခံပြီးတော့မှလာတွေ့တယ်အပြောရှင်လေးနဲ့တွေ့ဆုံကြရတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်နော်ကိုပေါ်ကိုကိုပေါ်ကိုစဉ်းပြတာတည်းအပြေအဝရှိရဲ့ဆိုတဲ့အနေအထားမျိုးတစ်ဖက်သူမှတွေ့ရတယ် သူ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ရင်လည်းအရာကိုဟိုအနစ်နာခံရမှဆိုတဲ့အနေထားလည်းသူ့စိတ်ထဲမှာရှိရဲ့နော်အနစ်နာခံမယ်ပြစ်ဆက်မယ်ဆိုတဲ့စိတ်လေးသူ့မှာရှိရဲ့ပိုင်ဝန်းလေးတစ်ဖက်သူကလည်းအချစ်တစ်ခါလေးအဲ့တော့ပြောမှဆိုလို့ရှိရင်ပေါ့နော်ဒီကုတ္တနဲ့ကိုယ်နဲ့အနာခံမှာဆိုရင်ပျော်ရှင်လေးနဲ့ပေါ့နော် life ကိုပြည့်စုံစွာငွေကြေးအဖြစ်တော်၎င်းပေါ့နော်ဆွေးနွေးတာတွေကလည်းပြည့်စုံ ဝေးချင်းအဖြစ်နဲ့အပြည့်စုံလို့လည်းပွားမယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်။ဒီမှာရှိရောခလေးလေးတယောက်ပါတွေ့ရအောင်နော်။သူ့အနာဂတ်မှာပါယောက်ျားလေးကြောင်တွေ့ရပါတယ်။မနေ့လိုက်မှာပေါ့နော်။အဲ့တော့တစ်ဖက်သူ coach ကြီးလာပြီးတော့မှသဘောကျတဲ့အနေထားမှာဆိုရင်တကယ်သူ့ကိုဖြည့်ရှိလက်သွဲဖို့ထွက်လာတဲ့သူမျိုးဖြစ်တယ်နော်။အရန်လက်ချက်တဲ့အရန်ကျင်လာတဲ့ group site တဲ့အနေစား Roman Sun နဲ့သူကလေသိမထင်အောင်သူက Roman Sun နဲ့သူလေနော်။ဒီ anniversary မှာဆိုလဲကိုယ်လက်ဆောင်တစ်ခုပေးတာမျိုးအများနဲ့သူလုပ်ပေးတဲ့သူမျိုးလေး ကိုကိုချပြီးတွေ့ရတဲ့အချိန်မှာလဲကိုပန်းစည်းလေးနဲ့လာပြီးတော့မှကိုချစ်တယ်ဆိုတာချစ်တယ်ဆိုပြီးတော့မှကိုလာပြီးတော့မှဟိုဘောနော် propose လောက်တာမျိုးဆိုတော့လေ तू ကတားကို romance land ဆန်နဲ့ချစ်တတ်တဲ့သူလေးဆိုတဲ့အနေထားကိုတွေ့ရတယ်။ပိုင်း1လေးနေအစွားရကို view site တဲ့သူပေါ့နော်။မိဘသားချင်းတွေပေါ့။ तू ကလေ တခုရှိရသူကတစိုးထိုးဆန်တယ်တစိုးထိုးဆန်တယ်သူလှုပ်ချင်တာတခုလှုပ်ရှင်ပြီဆိုကိုယ့်ရဲ့သဘောတူညီချက်ကိုသူတိတ်မတောင်းချင်တော့ဘယ်နဲ့သူလှုပ်ချင်တဲ့အရာသူဦးစားပေးပြီးတော့လှုပ်တဲ့သူမျိုးဆိုတဲ့အနေအထားမျိုးတွေ့ရတယ်နော်တခါသေးချာနေကိုနှစ်ကိုနဲ့တိတ်မချာသေးခင်တွေ့ရခါမှာဆိုရင်ကိုကသူ့မိဘတွေကိုတွေ့ဖို့တိတ်ပြီးတော့အစီအစဉ် ဟိုအဆင်သင့်ဖြစ်သေးဘူးဒီနေ့ထားမှကိုကမရအောင်မရမကကိုခေါ်ပြီးတော့မိသားစုတွေ့ပေးတာမျိုးရွှေမျိုးတွေနဲ့မိတ်ဆက်ပေးတာမျိုးအပေါင်းအသင်းတွေနဲ့ကြားမှာကိုကိုတွေ့ပေးတာမျိုးမိတ်ဆက်ပေးတာမျိုးဆိုတဲ့အနေအထားမျိုးတွေလုပ်တတ်တယ်ကိုကလည်းနည်းနည်းလေးဟိုဒီလိုမျိုးတွေ့ဆုံရခြင်းနဲ့ရှုပ်ကိုရှုပ်ကိုရှက်ကမနေတတ်တာမျိုးအနေအထားမျိုးရှိရယ်ပေါ့နော်ဒီလိုအနေအထားမျိုးကိုကမှတချို့အရာလည်းအဆင်သင့်ဖြစ်တဲ့ပြင်မလဲသူ့ဘက်ကအာသူ့စိတ်သူ့စွတ်စွတ်လုပ်ပြီးတော့မှသူကစိတ်စင်နာမျိုးတွေအနေအထားမျိုးတွေတစ်ခါလေကိုက အဲအခက်တွေ့ရမျိုးအနေထားလေးတော့တစ်ခါတလေကျုံရတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်တချို့ကိစ္စလေးမှာဆိုသူကသူဖြစ်ချင်တာလေးရောလည်းဟိုသူ့ခေါင်းထဲမှာအရင်ဆုံးကိုယ်သဘောတူညီမရပဲနဲ့ဆုံးမချက်မရပဲနဲ့ဆိုဥဆောင်နေဆိုတဲ့အရာမျိုးလေးတခါတည်းသူ့ဘက်က အဲအာနာချက်ကလေးဘောနောကိုသူတခါရဲ့အဆင်ပြေစိတ်အဆင်ပြေဘူးဘောနောသူနဲ့တခါတည်းသူဒီလိုမျိုးသူ့ရဲ့လောက်ရလေးအကြောင်းတခါတည်းကိုမှလည်းစိတ်နောက်ရှက်ဖြစ်တာလေးတော့မကြခဏကြုံရတယ်ဆိုတော့အနေချားလေးတွေ့ရတယ်ပိုင်ဝန်းလေးမှာဒါပေမဲ့သူကတကယ်ကောင်းမွန်တဲ့လူလေးပါနော်ကောင်းမွန်တဲ့သူကိုတက်ဒီ အနာဂတ်မှာဆိုရင်ကိုရေရှည်လက်သွဲမဲ့သူ marriage certificate ကိုတွားမဲ့သူဆိုတဲ့အနေအထားတွေ့ရတယ်ပိုင်ဝန်းလေးနော်အဲ့တော့ပိုင်ဝန်းလေးတွေ့မဲ့သူလေးကမကြခင်တွေ့မဲ့အနေအထားခုနှစ်ပတ်ခုနှစ်လတွင်ရောက်ရှိလာမဲ့အခြေအနေကိုတွေ့နေရတယ်အဲ့တော့ပိုင်ဝန်းလေးတို့ကတော့တင့်ရှိအောင်လာမဲ့အခြေသက်ကတော့ဒီလောက်ပါပဲနော်အဲ့တော့ကျမကပိုင်တူးလေးတွားလိုက်မယ်နော်ပိုင်ဝန်းလေးလည်းဒီရင်းလေးကိုကျင်းတဲ့မလို့ညွှန်လင်းပါတယ်နော် ော့ပိုင်သူလေးတွေပိုင်သူလေးမင်္ဂလာပါရှင်တင်းပိုင်သူလေးတွေပေါ့နော်ပိုင်သူလေးတွေတွေ့ရှိမယ်လက်ခံရရှိမယ်အချစ်တကာဘယ်လိုမျိုးလဲ you are nice relationship ပေါ့နော်ဒါ single လေးနဲ့အများစုသက်ဆိုင်တယ်လို့တော့သက်ဆိုင်ပါတယ် single တွေဆိုလည်းမဟုတ် single လေးတွေရရှိမယ်ကိုယ့်ရဲ့အချစ်တကာဘယ်လိုမျိုးလဲ generation ဖြစ်ပါတယ်နော် generation ဖြစ်ပါတယ် time relationship လေးပါအဲ့တော့ energy ကကျမကြည့်ပြပါမယ်အိုးတစ်ဖက်သူ energy 7 of wands နော် ီမှာမြင်ရတာလေမြောက်သားကြအဆက်သက်ပြတ်ပြီးတော့မှတွေ့နေရတဲ့အနေအထားမျိုးပိုင်တူးလေးတွေတင်းတဲ့တချို့အဆက်သက်ပြတ်တဲ့ပြတ်ပြီးတော့မှဆောင်းလိုင်းနေရတဲ့သူတွေဖြစ်ရှိလိမ့်မယ်နော်တစ်ဖက်သူဆောင်းနေရမျိုးအဆက်သက်ပြတ်တာမျိုးရှိတဲ့အနေအထားမှာပြန်ပြီးတော့ဆုံတွေ့မယ်ဆိုတဲ့အနေအထားပိုင်တူးလေးရဲ့အချစ်သေးနဲ့ဆပြီးတော့မှအချစ်သူလိုမျိုးပြန်ပြီးတော့မှဆပြီးချစ်မယ်ဆိုတဲ့အနေအထားမျိုးနဲ့တွေ့ဆုံခြင်းတွေ့ရတယ်တစ်ဖက်သူတို့၎င်းတင်းတော်၎င်းပေါ့နော် အခြေအနေနဲ့ပတ်သက်ပြီးမြောက်သားချမ်းမှာဆောင်းလိုင်းမှုလေးရှိခဲ့တယ်ပေါ့နော်စိတ်ရှည်ရမှုလေးရောစိတ်ရှည်ရတဲ့စိတ်ဆိုင်မှုလေးရှိခဲ့တယ်စိတ်ပင်ပန်းကိုယ်ပင်ပန်းပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့မှာမြောက်သားချမ်းမှာကာလာတစ်ခုအချိန်ကာလာတစ်ခုဝေးကွာတဲ့အခါမှာဟိုပူပန်မှုလေးရှိတာပေါ့နော်ကိုသူငှောက်များတကယ်များဆောင်းရောဆောင်းနေရလား တခြားသူလည်းများသွားပါသွားပြီလားဆိုတဲ့အနေထားပိုင်းဟိုတူးလေးမှာအဲဆိုရင်စအန်ဆိုင်တူးလေးရှိခဲ့တာမျိုးအနေထားမျိုးဒါပေမဲ့မဟုတ်ဘူးเนาะသူကိုယ်ကိုစောင့်နေရတေချာတယ်ကိုကလည်းသူ့ကိုစောင့်နေတဲ့အနေထားနဲ့ပြန်လည်ဆုံတွေ့ချင်းနေတွေ့ရပါတယ်ပိုင်းတူးလေးတွေနောက်တစ်ခုတွေ့ရတာပိုင်းတူးလေးတွေမှာနောက်တစ်ခုတွေ့ရ crush เนาะ crush crush နဲ့တွေ့ရတယ် ဒါဆုံးတွေ့ခြင်းအဆက်သက်ပြည့်နေသူဆုံးတွေ့ခြင်းတစ်ခုနောက်တစ်ခုက crash တွေ့ရတယ်ဒီမှာတင်ရဒီအနောက်မှာနော်ဒီမှာကျမပြမယ်တင်ရဒီမှာအနောက်မှာ crash နေတဲ့သူလေးတင်မှာတင်တစ်ဖက်သူ crash နေရတစ်ဖက်သူကတင်နဲ့ညောက်သားတင်ပုံဝင်ခြင်းမှာရှိရတဲ့သူမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်တချို့လေးတွေမှာလေ crash နေတာတင် crash နေတဲ့တည်းကာလတစ်ခုဒီကာလကအတိတ်ကာလဖြစ်ကောင်းဖြစ်နိုင်မယ်ဒါအတိတ်ကာလပြရတာလည်းဖြစ်နိုင်မယ်ပေါ့နော်ဒီမှာလည်းတွေ့ရတယ်ဒီမှာဒီတင်ရအနောက်မှာ တို့လျောက်ဒီမှာရှိရယ်။သင် crush နေတဲ့သူပေါ့နော်။အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်သင် crush နေတဲ့သူမှာ relationship တစ်ခုရှိခဲ့တယ်။ရှိရယ်ပေါ့နော်။ရှိနေတဲ့အမက် तू ကတော့ကိုယ့်ကိုမြန်မှန်တက်မိတာမျိုးသိတာမျိုးတော့ရှိပေမဲ့သင် crush နေတာ तू ကတော့မသိဘူးပေါ့နော်။သင် crush နေတဲ့အချိန်ကာလအတွင်းမှာလည်းသူမှာ relationship relationship တစ်ခုရှိနေတဲ့ချစ်ချစ်နေကြရယ်ဆိုတဲ့အနေအထားမျိုးကိုအဲတွိုင်းလာရင်တွေ့တာမျိုးဟိုပေါ့ဟိုဟို နေရာတစ်ခုပေါ့နော်အခါမှာတစ်ခုအဲ့လိုမျိုးတွေ့တာမျိုးတွေတော့ရှိရဲ။ तू ကကိုယ်တည်မထားမျိုးကိုကသူ့နဲ့ပတ်သက်အကြောင်းအရာတွေကိုကိုကသူ့ crush နေတော့သူ့နဲ့ပတ်သက်အကြောင်းအရာကိုကိုအမြဲတမ်းစုံစမ်းနေတော့သူ့ကိုတည်နေတော့ तू ကဒီလိုနေထားမှဆိုတဖက်သူမှာတင် crush မှာ relationship တစ်ခုရှိတဲ့အနေထားရှိတယ်ပေါ့နော်။ဒါပေမဲ့တိတ်အမကြခင်ကာလအတွင်းမှာဒီ relationship relationship တစ်ခုက cross ကပြီးဆုံးခဲ့တဲ့အနေထားမျိုးပေါ့နော်။ပြီးဆုံးခဲ့တဲ့အနေထားမျိုးအကြောင်းအရာတစ်ခုပါပြီးဆုံးသွားခဲ့တယ်။ဆိုတဲ့အနေအထားမှာ crush ကတယောက်တည်းဖြစ်တဲ့အနေအထားမျိုးရှိခဲ့ရယ်เนาะတင်ရလဲသူ့ကိုလေဟို ပြောမှဆိုရင်သူ crush မှာ relationship တခုရှိလဲရှိပါသေးသူစောက်မှဆိုတဲ့အဲ့မှာမျှော်လင့်ချက်ရှိရတချို့လေ crush crush ကိုသဘောကျရတူလေနော်မျှော်လင့်ချက်လေးရှိနေစောက်နေရဲ့အနေထားဒီချိန်မှာဒီ crush ကလည်းသူ relationship တခုပြီးဆုံးသွားခဲ့တဲ့အနေထားတခုကြောင့်ပြီးဆုံးသွားခဲ့တဲ့အနေထားမှာသူပြောတဲ့ crush ကဖြစ်နေတဲ့အနေထားမှာသူတို့နှစ်ယောက်တွေ့ဆုံခဲ့တယ်အလုံးတနေရာမှာအစည်းအဝေးအလုံးနဲ့ဆက်ဆက်ပြီးတော့တွေ့ဆုံတာမျိုးအစည်းအဝေးမှာဆုံတာမျိုးဒါမှမဟုတ်ရှင်လဲအလုံးနဲ့ပတ်သက်တဲ့ဒီပေါ့ဘယ်လိုမျိုးလဲပြပွဲတွေ ပြဝဲတွေမှာတွေ့တာမျိုးပေါ့နော် exhibition ပေါ့အဲ့လိုနေရာမျိုးမှာတွေ့တာမျိုးတွေမှာအဲသူတို့တယောက်ပြန်ပြီးတော့မြန်မှန်းတမ်းမိပြီးတော့မှစကားပြောမိဆိုမိတယ်အဲပြောမဆို situation တစ်ခု shit တစ်ခုကနေပြီးတော့နောက်ဆုံး relation တစ်ခုရောက်ရှိတာမျိုးအချိန်ကာလခုအကြာမှာရောက်ရှိသွားခဲ့တယ်ဆိုတော့အနေထားမျိုးဒီမှာလည်းတွေ့ရပြန်တယ်နော်တွေ့ရတယ်သူ crush နေရတဲ့သူတွေ အားမချောနေပါတော့။ပိုင်သူလေးတွေမှာ crash တဲ့သူတွေရှိ crash နဲ့ပြန်ဆုံမှုတွေရှိရယ်နော်။ think crash နဲ့ပြန်ဆုံမှုတွေရှိတယ်။ crash ကကိုယ့်ကိုပြောမယ်ဆိုရင်ချစ်သွားရတယ်နော်။ တော့တင်းကလည်းသူ့ကိုပြောမှဆိုလို့ရှိရင်အရင်ကိုကသူ့ကိုသဘောကျခဲ့တဲ့အနေထားပေါ့နော်သဘောကျခဲ့တဲ့အနေထားမှာဆိုရင်ကိုကတော့သူ့ထက်ပိုချစ်တာကိုကိုကသူ့ကို crush နဲ့သူ့မမသိရပါဘူးကိုကသူ့ကိုအရင်ချစ်ခဲ့တာဆိုတော့ပိုပြီးတော့မှသူ့ထက်ပိုပြီးတော့မှကိုကိုချစ်တယ်ဆိုတဲ့အနေထားတော့ရှိသေးတယ်ပေါ့နော်အနေထားရှိတယ်နှစ်ဦးသားကြမှာဒီဟိုအရင်ချစ်နေတဲ့အနေထားမျိုးတွေ့ရတယ်နော်အရင်ချစ်နေတဲ့ကူးဆိုင်ခြင်းနေကျင်နာခြင်းနေပြေဝရှိရနေထားမျိုးဒီမှာကြည့်ပါအောင်ကျွန်တော်ကျွန်တော်ပန်းလေးပန်ပေးနေတာမျိုးတနေရာသွားပြီးတော့မှ relax လုပ်တာမျိုးပေါ့နော် อะอดิท้าลิတွေ့ရတယ်ဗောနော်ရှောက်လေတာမျိုးဗောလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ညောင်သားချမ်းပါလေဒီလိုနေသားမျိုးလည်းတွေ့ရတယ်ဒီမှာလည်းတေးကြတဲ့တနေရသွားတာမျိုးဒီလိုနေရအောင်လေဒီလိုနေရသဘောကျပြီးတော့မှ crescent သဘောကျပြီးတော့တနေရလေးရှောက်သွားတာမျိုးဗောအဲအဲ့လိုနေသားမျိုးလေးတွေတွေ့ရတယ် rest ဗောနော်သွားခဏမကြခဏသွားတာမျိုးဗောနော်အဲအဲ့လိုမျိုးလေးညောင်သားချမ်းမှာတွေ့ရတယ် crash လေးတွေ့သိသိမဲ့သူတွေ crash ကိုမျောလဲတဲ့လူတွေเนาะ crash နဲ့ညှိုးနှင်းချက်လေးတွေတော့ဒီမှာတွေ့ရတယ် ပြန်ပြီးတော့မှ crash နဲ့ပြန်ပြီးတော့စုံစည်းမယ်ဆိုတဲ့အနေထားကိုပြန်ပြီးတော့စိတ်ဝင်စားလာမျိုးပေါ့နော်သူ့ဘက်ကအเจ้าဟာတကူအနေထားပြီးဆုံးသွားတဲ့အခါမှာကိုရှိကိုရှိကိုနဲ့ပတ်သက်ပြီးတော့တွေးဆမှုတွေကပေါ်ပေါက်တက်ဆိုင်မှုတွေတွေးဆမှုတွေကဟိုမမျော်လင့်မန်းနဲ့တွေးဆလာတယ်မမျော်လင့်မန်းနဲ့သူနဲ့ကိုနဲ့ကြမှာနှိစက်မှုတွေကအဲဖြစ်လာတယ်ဆိုတဲ့အနေထားမျိုးတွေ့ရတယ်နော် crash လေးနောက်တစ်ခုဒီမှာကြည့်အောင် crash ပြင်နောက်တစ်ခုတွေ့ရပိုင်တူးလေးမှာတွေ့ရဒီမှာရှင်ဒါဒါကျမ share ဖဲလုပ်ထားတဲ့အကက်လေးနော်ဒီမှာ debt နေထားနဲ့အတိတ်ကသူလည်းတွေ့ရနော်အဲ့တော့ပိုင်တူးမှာတွေ့ရသူကလေအဆက်အသွယ်ပြတ်နေပြီးတော့မပြန်တွေ့ရတဲ့သူအတိတ်ကသူ crash ၃မျိုးတွေ့ရနော်၃မျိုးတွေ့တယ်အဲ့တော့ပိုင်တူးလေးတွေမှာတချို့လေး crash ကိုစောင့်နေရဆိုရင် crash နဲ့တွေ့ဖို့အနေထားလေးတွေ့ရတယ် ခရစ်စနတူကိုအနေထားလေးနောက်တစ်ခုကချက်တက်ပြည့်နေတဲ့သူချောင်းဆိုင်နေရတဲ့အနေထားလေးမှာဆိုရင် တချို့လေးပြန်လဲဆုံတွဲရတာမျိုးနောက်တစ်ခုကကိုယ့်ရဲ့အတိတ်ကတူကိုတင်းနေပြီးတဲ့အတိတ်ကလို H လက်ဖြစ်ဖြစ်မှာပေါ့နော် ပြန်ပြီးတော့ရောက်ရှိလာတာမျိုးဟိုဒီအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့သူပြန်ပြီးတော့ကိုယ်ကိုလာပြီးတော့မှတောင်းပန်မယ်တောင်းပန်ပြီးတော့မှကိုယ့်အချစ်ကိုပြန်လဲရယူချင်တယ်ဆိုပြီးတော့မှကိုယ်နာလာချင်းကတ်တာမျိုးပေါ့နော်ဒီလိုအနေထားမျိုးလေးတွေ့ရတယ်ပိုင်တူးလေးတွေမှာလေး တေချာသူတို့ကတင်နေထားနဲ့သူတို့ညောင်တွေးဆုံမှုဆိုတဲ့အနေထားလေးတွေပေါ့နော်တွေးဆုံမှုလေးတွေတွေ့ရပါတယ်ပိုင်တူးလေးတွေအဲ့တော့ဒီမှာကြည့်ရတာလေးပိုင်ဟို crash ပဲဖြစ်ဖြစ်တိတ်ခလူပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်နဲ့အဆက်သက်ပြသက်လို့ဖြစ်ဒီတစ်ဖက်သူကစူးစမ်းအထောက်အမှုလေးရှိရဲအလုတ်ကင်လေးတခြားလေးစူးစမ်းတယ်အလုတ်ကိုအရင်စိတ်ညစ်ပြီးတော့မှအလုတ်လုပ်တဲ့သူဆိုတဲ့အနေထားတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုယ်ကလာသူ့မဲ့သူလေးတွေပိုင်တူးလေးတွေမှာခုနပြောတဲ့အတိုင်းနော်ခုနပြောတဲ့အတိုင်း အတိတ်ကလိုလည်းကိုရှိရာလာရှိလာတာမျိုးပေါ့နော်အတိတ်ကလိုပြန်လည်လာရှိတာမျိုး crush နဲ့ကိုနဲ့ပြန်လည်အဆင်ပြေသွားတာမျိုးတွေ relation တစ်ခုတစ်ခုဖြစ်သွားတဲ့အနေအထားမျိုးလေးတွေနောက်တစ်ခုကိုစောင့်ဆိုင်းနေရတဲ့အနေအထားတစ်ခုချို့လေးတွေတစ်ဖက်နဲ့တစ်ဖက်မှာစောင့်ဆိုင်းနေရတယ်မတွေ့ဆုံမိဘူးအဆက်သက်ပြည့်နေတဲ့သူတွေပြန်လည်ဆုံတွေ့မယ်ပြီးတော့မှအချစ်တဲ့လူမျိုးပြန်ပြီးတော့မှကြတဲ့မွေးဖွားပြီးတော့မှပြန်လဲအခြေသေးတစ်ခုအနေနဲ့တွားနေတယ်ဆိုတော့အဲ relationship လေးတွေ့ရပါတယ်ပိုင်းတူးလေးရမှာเนาะအဲ့တော့ပိုင်းတူးလေးတစ်ခါတလောက်ပါပဲကျွန်မပိုင်းတူးလေးတွားလိုက်ပါမယ်เนาะ တော့ပိုင်တူးလေးလည်းဒီရင်လေးကိုကျင်းတဲ့မှာလို့မျောလိုက်ပါတယ်နော်ပိုင်ထူးလေးတွေပိုင်ထူးလေးမင်္ဂလာပါရှင်ဒီနေ့ပိုင်ထူးလေးပေါ့နော်တင်တွေ့မဲ့ next relationship ပေါ့နော်အချစ်တကဘလို့ဒီမျိုးလေးဆိုတာကြည့်ပေးမယ်နော်အဲ့တော့ဒီနေ့တွေလည်း January လေးဖြစ်ပါတယ် sorry ကျွန်တော်တို့ဆိုတော့လေအားလုံးက energy ကတ်ချင်မှကိုက်မယ်နော်ကျွန်မရှင်က personal reel လေးလာမျိုးလို့ရပါတယ်နော်အဲ့တော့ကျွန်မတစ်ဖက်သူရဲ့ energy ကြည့်ပေးပါမယ်ဦးတစ်ဖက်သူ energy ထူတော့မမရလာမလို့နော်ကျွန်မမီးရနည်းနည်းလေးအားနေဝါပြီး two rounds energy လေးနော် two rounds energy လေးဆိုတော့တစ်ဖက်သူကကိုယ့်ကို အနေထားခုအချိန်ကာလတစ်ခုကိုလာပြီးတော့ propose လုပ်ထားတာဆိုတော့အချိန်ကာလကြာခဲ့ပြီပေါ့နော်ကြာခဲ့ပြီကိုကသူနဲ့ပတ်သက်တဲ့အရာကိုပိုလေ့လာတယ်စုံစမ်းတယ်ကိုတကယ်ချစ်လားသူ့ရဲ့နောက်သူ့ရဲ့နောက်ကိုရအကြောင်းလေးသူကိုမသိမသာသူနဲ့ပတ်သက်ပြီးတော့ကိုလည်းသူ့ကိုစိတ်ဝင်စားတယ်အဲကိုကလည်းသူနဲ့ပတ်သက်အကြောင်းအရာလေးစုံစမ်းတာမျိုးကိုတကယ်ချစ်လားသူ့ရဲ့အပြုအမူကိုကိုလေးစားလားတန်ဖိုးထားလားဆိုတဲ့အနေထားကိုကလာအနမ်းငယ်ချာအဲ သူ့ကိုချက်ချင်းပြင်ပေးသေးပဲပဲเนาะเนาะဟိုစောင့်ဆိုင်ခဲ့တယ်ဒါပေမဲ့ finally ပေါ့เนาะနောက်ဆုံးမှာကိုသူ့ကိုအရန်ချက်တယ်တံမိုးထားတယ်မျက်လို့ရဲဆိုတာသိသွားတဲ့အခါမှာကိုကသူ့အချစ်ကိုချစ်ချင်းနဲ့ကြီးလက်ခံတယ်ဆိုတဲ့အနေအထားမျိုးပိုင်သူလေးလေးမှာတွေ့ရတယ်အဲ့တော့ဒီမှာကြီးပိုင်သူလေးလေးသူ့အချစ်ကိုလုံးဝလက်ခံလိုက်တာပန်းပန်းလေးပေးတဲ့ဟာတင်ပြော်ကြီးလက်ခံလိုက်တာ နောက်တစ်ခုတွေ့ရတဲ့အနေထားမှာဆိုရင်ဂျန်တာတူရယ်နော်ဂျန်တာကယောက်ျားလေးအချင်းချင်းသဘောကျတဲ့ချင်း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 မြတာတရားတွေ့ရတယ်။မိန်းကလေးချင်းသဘောကျတဲ့ချင်းချင်းမြတာတရားတွေ့ရတယ်။နောက်တစ်ခုကကျတော့ဒီအနေထားကကျတော့ဂျန်တာတူတာ50%ပေါ့နော်။အဲဂျန်တာမတူတာကကျတော့ယောက်ျားလေးမိန်းကလေးအနေထားနဲ့သဘောကျတာကကျတော့50%အနေထားတွေ့ရတယ်နော်။လုံးဝဟိုတစ်ခါတူကိုတုံးကသဘောကျအောင်ပါလေကို့ပေါ်အပြည့်ဝချက်ချက်ဆိုတာယုံကြည်လက်ခံသွားပြီးတော့မှသူ့အချစ်ကိုလုံးဝလက်ခံတယ်ဆိုတဲ့အနေထားမျိုးလေးပေါ့နော်။ အဲ့တော့တက်ကြည့်ပါအောင်မယ်အဲ့တော့တစ်ခါတူကလေကိုယ်ချစ်တဲ့ကာကွယ်ပေးတဲ့အပြည့်အဝကာကွယ်ပေးမဲ့သူနော်သိကြတယ်ကာကွယ်ပေးမဲ့သူအကြောင်းအရာတစ်ခုဆိုရင် logically တခြားစဉ်းစားရေးမှာဆုံးဖြတ်တဲ့သူမျိုးနော်ပော့ပါနဲ့အဲဒီအကြောင်းအရာကိစ္စတစ်ခုအမှန်မှားဆိုအမှန်မှားကိုအလို့တရှိမဆုံးဖြတ်ဘူးတခြားလေးသိကြဆုံးဖြတ်ပြီးတော့မှဆုံးဖြတ်တဲ့သူမျိုးစဉ်းစားတဲ့သူမျိုး ကိုကောက်ွယ်ပေးတဲ့သူเนาะသူကိုယ်သူလည်းကောက်ွယ်တယ်ကိုကိုလည်းကောက်ွယ်ပေးတဲ့သူမျိုးဆိုတဲ့အနေထားတွေ့ရတယ်တစ်ဖက်သူမှာလေပြောမှဆိုတစ်ဖက်သူအနေထားမှာကိုလိုမျိုးရောင်းဆုံးသူအနေထားရွေးချယ်မဲ့အနေထားလေးရှိပြီမဲ့ကိုကိုကိုပဲကိုအမကိုတင်မတင်ဆိုပြီးတော့ချစ်ပြီးတော့မှပိုင်သူလေးကိုရွေးချယ်တာเนาะဒီလိုမျိုးရောင်းဆုံးသူဆိုတဲ့အနေထားမျိုးတွေရှိရတယ်တမကြီးအောင်ပါရောင်းဆုံးသူပုံစံသူလေးပေါ့เนาะ လူလေးကြီးကိုနဲ့ရွယ်သူဒန်းသူလေးတွေသူချစ်မဲ့သူလေးတွေသူအနီးနားပတ်ဝန်းကျင်မှာတော့၎င်းသူအလုံးတွေကထားနာမှာတော့၎င်းရှိပေမဲ့ကို့အမကိုဆိုပြီးတော့မှကို့ရှိပဲလာချင်းကပ်ပြီးတော့မှကို့အချစ်ကိုမြားမကစောင့်ဆိုင်းပြီးတော့မှရယူရဲ့သူလေးဖြစ်တယ်နော်တစ်ဖက်သူကယူသားတယ်ယူသားမှုကိုသဘောကျတယ်ကို့လည်းပြောမယ်ဆိုလို့ရှိရင် तू ကလင်ညာမကြိုက်ဘူးနော်ယူသားတာပဲသဘောကျတယ်အရာရာကိုမျှတော့သွား အဲတွေးတွေးပြီးတော့မှတွေးတော့ဆင်ကျင်တဲ့အနေအထားပဲကြိုက်တယ်ပေါ့နော်မြန်မာသားဆက်ဆံရေးမျိုးတွေမြန်မာသားလှုပ်ဆောင်တဲ့အနေအထားမျိုးတွေလှုပ်ဝတ်တာမျိုး high end လှုပ်တာမျိုးတွေမကြိုက်ဘူးပွန်လင်းတဲ့ဆက်ဆံရေးလို့ပဲလိုချင်တာသူကတစ်ဖက်သူပါလေအဲ့တော့ကိုကလည်းပွန်ပွန်လင်းမဲ့လိုချင်တဲ့အနေအထားသူကလည်းဒီလိုအနေအထားမျိုးနဲ့ပဲသွားမဲ့သူဆိုတဲ့အနေအထားတွေ့ရတော့တစ်ဖက်သူရဲ့အနေအထားမှာဆိုရင်ချက်ချင်းမတတရားအပြည့်ဝမိခင် energy ပါတယ်ကျင်နာတရားရှိရယ်နော်ကျင်နာတရားအပြည့်ဝရှိရယ်ဒီလိုဆိုင်တဲ့ကိုကပဲချစ်ပေးမယ်ဆိုတော့အနေထားတစ်ဖက်သူပါလေ ိုကပဲချစ်ပေးမယ်ကိုကပဲချစ်မိတာတဲ့အပြုအဝပေးမယ်ကိုကပဲပေးဆက်မယ်ဆိုတဲ့အနေထားတိရစ္ဆာန်လေးချစ်တဲ့တဲ့တိရစ္ဆာန်လေးကိုတော့ကျင်နာတရားဂရုဏာဂရုဏာတရားရှိတဲ့သူလေးနော်တစ်ဖက်သူကနှလုံးသားလေးညှဉ်းညံ့နေဆိုတဲ့အနေထားတစ်ဖက်သူမှာတွေ့ရပါတယ်နော်ခါတလေသူကိုရဲ့ကိုချစ်တဲ့ချစ်ပေါ့နော်ကိုသူတခါတလေကိုအရန်ချစ်တယ်ဒါမှမဟုတ်သူချစ်တဲ့ချစ်ကတခါတလေကိုအတွက်ကလေ စိတ်ကျဉ်ချက်စီရဲ့အနေထားတစ်ခါတည်းမကြာခဏပိုင်သူလေးတွေမှာကြုံရတယ်ဗောနော်တစ်ခါတည်းကိုယ်နဲ့ပတ်သက်ပြီးမှသူတုံဝင်တူတာမျိုးလေးတွေဟိုတစ်ခါတည်းအချင်းချင်းပြတာတွေကအရန်ချစ်တဲ့ခါမှာဟိုချုပ်ချယ်မိသူတို့သူ့ဘက်ကကိုယ့်ပေါ်ချုပ်ချယ်မိတဲ့အနေထားမျိုးတွေမှာကိုယ်နဲ့စိတ်ချင်းချက်မှုတွေရှိတာမျိုးစိတ်မတက်မတာဖြစ်တာမျိုးလေးမကြာခဏဆုံးတုံဖြစ်ခဲ့တယ်ဗောနောပိုင်သူလေးရေမှာတစ်ဖက်သူရဲ့အနေထားကြောင့်ဗောနိုင်ရော့ကတ်မှာဆိုကို့အရန်ချင်းချင်းဖြစ်တာလည်းအပြူဝပဲအရန်ချင်းနေတဲ့ဆိုတဲ့အနေထားကို့မကိုကို့ပဲကို့မျက်နှာပဲကြည့်ပြီးတော့မှပဲကို့ ကိုပြင်နာပဲကြည့်ပြီးတော့မှကိုကိုပါဖြစ်ချင်တယ်ဆိုတဲ့အရာကိုသူကဖြည့်ဆည်းပေးချင်တဲ့အနေထားမျိုးเนาะတစ်ဖက်သူရဲ့ energy ကလေအဲ့တော့နှစ်ယောက်သားမှာဆိုရင်လေအလိုဘလိုအရာပဲဖြစ်ဖြစ်အခက်အခဲတွေဖြစ်ပါစေပေါ့เนาะဒီမှာ temperate energy လေးနဲ့နှစ်ယောက်သားမှာအခက်အခဲတွေဘလိုပဲဖြစ်ဖြစ်နှစ်ယောက်သားမှာရင်းဆိုင်ပဲဒီ life ကိုဘယ်လက်မျှစွာနဲ့ပဲနှစ်ယောက်သားကမျှတစွာဒီ hand hand ချက်ညီညီလေးနဲ့တွားမယ်ဆိုတဲ့ energy မျိုးနှစ်ယောက်သားကညှိနှိုင်းပြီးတော့တွားမယ်ဆိုတဲ့ သွားမှဆိုတဲ့အနေထားမျိုးတွေ့ရတယ်နော်။ပိုင်သူတို့လေးတွေမှာလေ။ပြီးတော့ fortune ညောသားကြကံညောသားကြရေစက်ကကံကြောက်ပါညောသားကြလေ။ဒီနေ့ကိုနှစ်ကြမှာကံစုံမှုကံပါလာတာတလား။ဆုံးဖို့ကံပါလာပြီးတော့မှတင်းတို့နှစ်ယောက်ကြားမှာချစ်သူဖြစ်သွားတဲ့အနေထားမျိုးပေါ့နော်ဆုံးဖို့ကံအဲဟိုအတိတ်ကကံပါလာတဲ့ဆိုတဲ့အနေထားဆိုလည်းမမှားဘူးပေါ့နော်အဲတွေ့ဆုံးဖို့ကံပါလာတဲ့ ကံကြမ်းအားလေးကိုတင်းတို့မြောက်ကိုတွေးဆောင်ပေးလိုက်တဲ့ဆိုတဲ့အနေထားနဲ့တင်းတို့မြောက်ဒီမှာဒီဒီဘောနော်လက်ရှိအခြေအနေမှာလာပြီးတော့မှပိုင်သူတွေတွေ့ရတဲ့ဆိုတဲ့အနေထားမျိုးပေါ့နော်တွေ့ရတယ်ပြီးတော့စစ်တော့ဝအနေထားအော်စစ်တော့ဝအနေထားမှာဆိုရင်အင်အားရေးတစ်ခုကလေသူများအားကြတဲ့အင်အားရေးတစ်ခုတင်းတို့ဖြတ်တန်းနိုင်မယ်ဆိုတဲ့အနေထားပေါ့နော်သူများအားကြတဲ့ချင်းချင်းပြတာတရားတော့၎င်းအရာရာကြည့်လိုက်မယ်ဆိုရင်အလုံးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တစ်ဖက်သူကကိုယ့်ရဲ့ဒီ relationship လိုက်တစ်ခုကိုဟိုဘေးနားမှာကိုယ်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကလည်းကြည့်ပြီးတော့မှအားကြနေရတဲ့အားကြကြတဲ့ဒီဘွန် relation တစ်ခုပြောမယ်ဆိုလို့ရှင်ဒီဒီ marriage life ကိုကြွားမယ်ဆိုတော့ဒီ marriage life လေးကိုတစ်ဖက်သူကသင်တို့ဖြတ်တဲ့ live လေးတစ်ခုကြည့်ပြီးတော့မှလေအဲအရန်အားကြနေရတာပေါ့နော်အာအရန်အားကြဖို့ကောင်းတဲ့အတွဲလေးပဲဆိုပြီးတော့မှကောက်ချက်ချပြီးကောက်ချက်ချတိုင်းနဲ့အဲအဖြစ်သင်တို့ကဒီ live ခုကိုအောင်မြင်စွာနဲ့ battery ပေါ့နော်အောင်မြင်စွာနဲ့ဖြတ်သန်းနိုင်တယ်ဆိုတော့အနေထားမျိုးခက်ခဲလေးရှိပေမဲ့ဒီခက်ခဲလေးကကိုကဖြတ်ဟိုနားလည်မှုရှိရှိနဲ့နှိမ့်နိုင်ပြီးတော့ဖြတ်သန်းနိုင်တယ်ဆိုတဲ့အနေထားမျိုးဘာကြောင့်လဲဆိုတော့နှစ်သားချက်မှာပွင့်လင်းမှုတွေရှိရပေါ့နော်ပွင့်လင်းမှုရှိတဲ့ high tension တွေမရှိကြဘူး ိုးသားနဲ့ရိုးသားစွာနဲ့ဆက်ဆံတယ်ဆိုတော့ဒီလိုမျိုး justice energy နဲ့တွားတဲ့အခါမှာဆိုတော့အရင်ကြီးညာသားကြားကဟိုပြောမဆိုရင်လှုပ်ဝက်တတိမရှိဘဲနဲ့ဥဝင်ရင်းတွားတဲ့အခါမှာအမြင်လေးကပြောမဆိုကျွန်တော်ကြောက်ကြမှာကြည်ဟိုအမြင်ဟို ကြည့်တဲ့အခါမှာရှင်းလင်းနေအောင်တန်းတက်ချင်းမသူငါ့ကိုချင်းလာမချင်းလာ high line လို့လားမလို့လားဆိုတာပွင့်လင်းစွာသွားတဲ့အခါမှာရှင်းရှင်းလင်းနဲ့ကိုယ်စိတ်ကိုတူတူလို့သူ့စိတ်ကိုလည်းကိုယ်သိပြီးတော့မှသွားတဲ့အခါမှာ life ကလည်းကိုညှိနှိုင်းလို့ရတယ်အဆင်ပြေတယ်ဆိုတဲ့အနေအထားမျိုးအဲတစ်ခါတည်းစိတ်အခမတည့်နေတာလည်းရတော့တစ်ခါတည်းရှိရဆိုရင်မလည်းခေရှိသွားမဲ့ကိုယ့်ရဲ့ long term မှာဆိုရင်ပချာလေးကိုဖျက်တမ်းနိုင်တဲ့သူများအားကြတော့တဲ့အထိအတွဲလေးဖြစ်တဲ့အထိကိုကိုယ်ဖျက်တမ်းနိုင်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ပိုင်တူးလေးတွေကသွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေ့နေရတယ်အဲ့တော့ ဒီအနေထားမှာဆိုရင်ဂျန်တာတူတာလေးတွေပါတယ်เนาะဂျန်တာတူတာလေးတွေတကယ်အရန်ချစ်နေကြတယ်ဆိုရင်အဲဟိုရေရှည်သွားမဲ့အနေထားလေး live မှာဆိုရင်တွေ့နေရတယ်เนาะအော်ဒီရင်လေးကတော့ဒီလောက်ပါပဲချစ်တက်မှာတွေ့မဲ့သူလေးတွေကတော့ဗောနဒီမကြခင်တင်တဲ့တွေ့မဲ့ချစ်တက်မှာဆိုရင်တိတ်မကြခင်ကျမအမြင်အမြင်အနေထားမှာဆိုလို့ရှိရင်6ပတ်6လအတွင်းတင်လို့ရှိရောက်ရှိလာမဲ့အနေထားမျိုးလေးတွေ့ရတယ်เนาะတင်လက်ခံတာမျိုးအချိန်ကာလတခုမှာပိုင်သူလေးတွေကတစ်ဖက်သူလက်အဲစဉ်းစားပြီးမဲ့တိတ်မကြခင်ကာလမှာလက်ခံပြီးတော့မှ relationship ရှစ်ခုလေးကိုရောက်ရှိသွားပြီးတော့ပျော်ရွှင်မှုလေးရရှိရအနေထားမျိုးလေးပေါ့တွေ့ရပါတယ်နော်အဲ့ပိုင်း3တွေကတော့ဒီလောက်ပါပဲအဲ့တော့ဒီ death stick လေးကတင်းအောင်ပေးမဲ့ energy လေးကတော့လုံးဝ strong လေးနဲ့တိကျမှန်ကန်မှလို့တော့ကျွန်မညွှန်လင်းပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက် review မှာ video လေးမှာတွေ့ကြမယ်နော်ကျွန်မရဲ့ channel လို့ subscribe လုပ်ပေးပါအောင်နော်